MSP ကတိကိုမုံပြီးတော့အဲဝေးတာကိုချက်ပေးဖို့ပြောချင်တာပြုတ်ကမုန်းချင်းစရာကြီးဖြစ်နေရယ်ရန်စွာစီးတက်နေရယ်ပေါ့အဲ့လိုလာပြောကြပြောကြတော့ပျော်တယ်ပေါ့နော်ဒီလောက်လေးမြင်လိုက်ရတော့မှကိုယ်အခုလိုချစ်ပြီးအားပေးကြရတဲ့အချိန်မှာအရင်ပျော်တယ် ့ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSP အပြန်ကြားဆိုတာအကုန်လုံးကဒီ airway တာဒီ KT ဖြစ် airway တာပေါ့နော်အဲ့ဒီဒီ shop ဒီလောက်လေး24မိနစ်စာလေးကိုမြင်လိုက်ခဲ့ချိန်မှာအကုန်လုံးဟဲ့အရင် KT ဖြစ်နေရပေါ့လာပြောကြရဲ့ ွယ်ထောက်နေလို့ shop ပေးတာလူဘာဝမယ်မကြံနဲ့။အကုန်လုံးကလဲလာပေးရပေါ့နော်။အရင် changes ဖြစ်သွားတယ်ပေါ့။အဲဘလူများလှုပ်လိုက်လဲနေဘလူလဲဆိုအဓိက character ပေါ့နော်။ညီမတို့တရုပ်ဆောင်တရုပ်လုပ်တယ်ဆိုရင် character မတူညီတဲ့ character တွေလှုပ်ရတဲ့အချိန်ညရင်ပြိတ္တရဲ့အမြင်မှာတစ်ဆန်းသွားတာမျိုးရှိရဲ။အခုဆိုလဲဒါညီမကိတိကိုမုံပြီးတော့အဲဝိတာကိုချစ်ပေးဖို့ညီမတောင်းဆိုချင်တာပေါ့။ တော့အကုန်လုံးမုန်းကျင်တာပေါ့နော်ဟဲ့နင်းမြုပ်ကမုန်းကျင်စရာကြီးဖြစ်နေရယ်ရန်စွာစီးတက်နေရယ်ပေါ့အဲ့လိုလာပြောကြပြောကြတော့ပျော်တယ်ပေါ့နော်ဒီလောက်လေးမြင်လိုက်ရတော့မှကိုယ်အခုလိုချစ်ပြီးအားပေးကြရတဲ့အချိန်မှာအရင်ပျော်တယ်ရန်လဲ အဲကိုလှုပ်ထားခဲ့တဲ့အရာလေးပေါ့နော်ဒါမနစ်ကအဲရိုရိုက်ခဲ့တဲ့အချိန်ဒါအဲရိုမှာခက်ခဲမှုတွေရှိရယ်ပင်ပန်းမှုအများကြီးရှိခဲ့ပေါ့နော်ဒီကြားထဲမှာရိုက်ခဲ့တဲ့အရာလေးတစ်ခုထင်လာရလို့ခုပထမသစ်ခြေလမ်းအနေနဲ့ခန်းစားရပါတယ်တနစ်ကြော်ပေါ့တနစ်ကြော်ပါပေါ့နော်ညီမကာယံလည်းမြေတာပြီးရယ်ညီမဒီ CVs တွေကြားထဲမှာရိုက်နေရယ်ဒါမဲ့ညီမကမ်ဘက်အနေနဲ့ကြားထဲမှာပြရယ် CVs အနေနဲ့မရှိသေးတဲ့အခါကျတော့အကုန်လုံးကမရိုက်ဘူးလားကြည့်ချင်နေပြီဆိုတော့ပြောကြတဲ့အချိန်မှာ surprise အနေနဲ့ကမ်ဘက်ကိုညီမဒါ ဗီလိန်ပေါ့ဗီလိန်တယောက်အနေနဲ့ညီမပြပြအောင်တေချာတော့စူးစမ်းထားပါတယ်အဲလိုအပ်ချက်လေးရှိရယ်ဆိုရင်လဲဒါဇက်ကားကြည့်ရခါကြရင်ဘယ်လိုမျိုးလေ့လာမလဲဘာလေးလိုအပ်လဲဆိုတာကြည့်ပြီးတော့ဝေဖန်ပြီးတော့ချက်ပေးကြဖို့ပြောစင်ပါတယ် အဲအမနော်ဒီကားကညီမတို့နောက်မရိုက်တာပေါ့နော်ဗီလိန်နေနဲ့ညီမနှကားရိုက်တာရှိရယ်အမဒီကားနောက်မရိုက်ပြီမဲ့အရင်ဆုံးထွက်လာတာပေါ့အဲ့တော့အဲအရင်ဆုံးဖြစ်သွားတာပေါ့ဗီလိန်နေနဲ့အဲအမဟိုဗီလိန်လောက်တယ်ဆိုဗီလိန်ဆိုတာအမျိုးမျိုးရှိရယ်လीနော်အဲသူများပေါ်ရုပ်မာတာလားဒါမှမဟုတ်ကိုကိုတိုင်းကပဲလို့ဖောက်ပြန်ပြီးတော့ဟိုဖြစ်တဲ့ဇက်မျိုးလားပေါ့နော်ဗီလိန်မှာတော့အမျိုးမျိုး क्वे ပြားနေရယ်ဗီလိန်မျိုးရှိရယ်ဆိုတော့ဒါညီမတို့မြင်ရမယ့်ဗီလိန်ကဘယ်လိုမျိုးဖြစ်မလဲဆိုတာတော့ပရိသတ်တွေကဒီဇက်ကားထဲမှာ မတူညီတဲ့ village မျိုးနဲ့မြင်ရမှာပါ character အစွဲမျိုးမရှိပါဘူးညီမမဟိုတရုပ်ဆောင်တယောက်ဆိုတာလေ ဘယ် character မျိုးမဆိုအကောင်းဆုံးလုံးနိုင်ရမယ်လို့ညီမခံယူထားရပေါ့နော်အဲတော့ villain တွေမဟုတ်ဘူးဟိုကြံတဲ့ဘယ်လာလာဓမြ character တိုင်းမှာဟိုကြာရစက်ရုပ်တိုင်းမှာအကောင်းဆုံးကိုမဟုတ်တော့ဘူးညီမဆိုတာအဲဝိတာမဟုတ်တော့ဘဲနဲ့ KT ဖြစ်သွားတာပေါ့နော်အဲတော့ KT ဆိုလဲ KT နေရာမှာစီမျောစီဝင်ပြီးတော့ကိုမဟုတ်တဲ့လူတယောက်နေနဲ့ပြောင်းပြီးတော့ဟိုလုံးနိုင်ရမယ်လို့ညီမခံယူထားဖြစ်တဲ့အတွက် character ဆွဲရမရှိပါဘူးဘယ် character ပဲလာလာအကောင်းဆုံးလုံးမယ်လို့မျှော်လင့်ထားတယ်ဒီအခု KT ဇက်ဇက်ကောင်မှာကျွန်တော်ညီမစွာ ာတာထက်ရုပ်မာတဲ့အဲဟိုမသူများအပေါ်ကိုကောက်ချက်တာပေါ့နော်ဒီလိုလူမျိုးတွေလည်းအပြင်လောကမှာအများကြီးရှိပါတယ်အဲ့ဒါကိုညီမတို့ကပုံဖော်ပြီးရိုက်ကူးရတာဖြစ်တဲ့အတွက်ဟိုစွာတာထက်ရုံမာပြီးတော့သူများအပေါ်မကောင်းကြံတဲ့မိန်းမတယောက်အနေနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ညီမအရင်စူးစမ်းထားတော့ဒီကောင်မှညီမရဲ့အစူးစမ်းမှုပြည့်တက်တည်မြင်ရမှာပါ ဆက်ကားတကားမှာပေါ့နော်ညီမခံယူထားတာလူကောင်းတယောက်ပိုကောင်းမှုဆိုရင်လူဆိုးတယောက်ကပိုဆိုးပေးမှာပဲလူကောင်းတယောက်ရဲ့ကောင်းတာကိုပိုပေါ်လွင်မယ်လို့ညီမလည်းထင်တယ်ပေါ့နော်သူကောင်းနေရင်တော့မဆက်ကားရမှာပြင်းစရာကြီးလို့လူတွေကထင်ပါလိမ့်နော်အဲ့တော့ညီမဒီလိုခံဒီလို character အနေနဲ့လုပ်ခွင့်ရတဲ့အတွက်လည်းဒီ production ရော director ရောဒီဒီ producer ရောဒီ director ရဲ့အကုန်လုံးညီမကျေးဇူးတင်တယ်ဆိုတော့ကိုကဒါလူတိုင်းက ဟိုမလုတ်ချင်ဘူးလေဒီဒီဒီလိုနေရာမျိုးမှာပေါ့နော်အဲမလုတ်ချင်မအောင်ငါတို့ကတော့ကောင်းတဲ့ခံပဲလုတ်ချင်တယ်လို့ပြောကြတယ်ညီမကတော့မဟုတ်အဲစိန်ခေါ်ကြည့်ရေပေါ့နော်ငါလုံနိုင်မလားโอเคလုတ်ကြည့်မယ်ဆိုပြီးတော့ဒါဟိုစူးစမ်းပြီးတော့ကတ်စတင်ဝင်တယ်အဲဒါကတ်စတင်ကနေတဆင်ညီမရွေးတယ်ရွေးရဲတဆင်ကနေမှာအော်ငါပိုစူးစမ်းရမယ်ငါဆိုတာထက်ကိုအဲဒီ KT ဆိုတဲ့နေရာမှာလူတွေကပြောဧ KT ကိုကြောက်ဖို့မစင်းစားနဲ့ဆိုလာပြောရမယ်အော်ငါအဲ့လိုမျိုးဖြစ်နေရမှာဆိုပြီးတော့အရန်ကိုအားထည့်ပြီးစူးစမ်းထားတာပါ အဲညီမတို့ဒီဇက်ကရိုက်တဲ့အချိန်မှာ အခက်ခဲများစွာစိတ်ညစ်မှုပေါင်းများစွာတွေပျော်ရွှင်မှုခဲ့ပျော်ရွှင်မှုတွေလည်းအများကြီးရှိတယ်လို့စိတ်ညစ်မှုတွေလည်းအများကြီးရှိရပေါ့နော်အခက်ခဲကြားတွေကနေစိတ်ပင်ပန်းမှုကြားတွေကနေကိုယ့်ရဲ့ဒါ personal ပေါ့နော် personal မှာအစင်မပြေရတွေအစင်ပြေရတွေကိုကြော်ဖြတ်ပြီးညီမတို့ကဒီကောက်ရိုက်တာဖြစ်တဲ့အတွက်ဟိုတခြားအိုက်တာအများကြီးမျောလင့်ပါတယ်အများကြီးလည်းပြိတ္တတွေလက်ခံပြီးတော့ဒီကောက်ကိုစိတ်နဲ့တတ်မယ်လို့ မျောလင့်နေပေါ့နော်ဂီတိကိုမုံပြီးရောအဲဝိတာကိုချက်ပေးဖို့ပြောချင်တာအဲအဲဒီနောက်တကားရဲ့ villain ဆိုရင်ဒါမတူညီရဲ့ villain မျိုးကိုတွေ့ရမှာပေါ့နော်အကုန်လုံးပြောရဲ့ villain villain တွေပဲရိုက်နေရပေါ့နော်အဲနဲ့ character တည်သွားမယ်ပေါ့ညီမလို့မထင်ဘူးအဲကဲပြီးညီမကိုတခြား character အနေနဲ့ဟိုသူတို့ အဆင်ပြေမယ်ထင်ရင်ညီမကိုခေါ်ရိုက်ကြမှာပဲပေါ့နော်အဲ့တော့ဗီလိန်မမဟုတ်ဘူးဘေးကာရိုက်တာမဆိုရတယ်ဆိုတော့ကာရိုက်တာအတ္တအနေနဲ့ညီမကသွားနေတာဖြစ်တဲ့အတွက်ပရိတ်သတ်တွေကလည်းဘေးကာရိုက်တာဘေးရိုက်ရိုက်ချစ်ပြီးအားပေးမယ်လို့မျှော်လင့်တယ်ပြီးအရှိတစ်ခေါက်ကဆိုညီမကိုအနီသူစာတက်အနေနဲ့လူတွေကအဲ့ဝိတာဆိုတဲ့အနီသူစာတက်ကိုပဲတည်ကြတာဟုတ်အဲ့တော့အနီသူစာတက်အနေနဲ့အရန်ကောင်းပြီးတော့အရန်ကိုလူချစ်လူခင်ပေါ်ခဲ့တာပေါ့နော်အဲဒီမှာလဲအဲ့လိုပဲဟော तू က အဲရှေ့ရကာရိုက်တာနဲ့မတူပဲအခုကာရိုက်တာအစ်စ်မှလည်းဒီလိုလုံနိုင်ပါလားဆိုပြီးမြင်မယ်လို့တော့ထင်ပါတယ်အဲဘဲနဲ့ဘဲမှမဆိုးပေါ့နော်ဘဲအလုတ်မဆိုးလွယ်တကူဆိုတာမရှိပါဘူးအရာအလုံးအခက်ခဲတယ်အတိုက်ခိုက်များတယ်ဖြတ်ကျော်ရတာပေါ့နော်တိုက်ခိုက်တယ်ဆိုကြတဲ့ကဒါ ကိုအတိမတ်ပြုလို့တိုက်ခိုက်ကြတယ်နော်အဲ့တော့ဒါကတော့လူတိုင်းကြုံရမယ်ဖြတ်ကြုံရမယ်ဒါညီမတို့အမှုပညာအလုံးမမဟုတ်ဘူးအပြည့်စည်းပွားရေးအပြည့်အလုံးမှာလည်းတိုက်ခိုက်စွာရှိရဲခက်ခဲရှိရဲအောင်မြင်မှုရှိရဲဒါညီမတို့ကတလဲစီကြုံရမှာပဲလူတိုင်းကတသမတ်တဲ့အောင်မြင်သွားပြီးတတတတအစဉ်ပြေသွားရဲဆိုတော့မရှိဘူးပေါ့နော်အဲ့တော့ညီမမတော့အများရှိခဲ့တာပေါ့ညီမတို့မှလည်းဒါပေမဲ့ဟိုလူတိုင်းကြုံရတဲ့လောကဒဏ်ပေါ့ လောကနန်ဆိုတာလူတိုင်းကြုံရတာဖြစ်တဲ့အတွက်ဟိုအကောင်းဆုံးအတင်းပြီးရောညီမတို့ကအကောင်းဆုံးကိုယ့်ရဲ့အမှုပညာအမှုပညာစွမ်းရည်ပေါ့အဲ့ဒါကိုချပြရမှာပေါ့ညီမတို့က celebrity ဖြစ်ချင်တာမဟုတ်ဘူးလीเนาะညီမတို့ကအမှုပညာရှင်ကောင်းတယောက်ဖြစ်ချင်တာဖြစ်တဲ့အတွက် ိုဘယ်ဇယုတ်ပဲကြကြဘယ်လိုနေရာပဲဖြစ်ဖြစ်တရုတ်ဆောင်အနေနဲ့ဘယ်လိုမျိုး character မျိုးမဆိုညီမတို့ကလှုပ်ပြီးတော့စူးစမ်းသွားဖို့စဉ်းစားတာပါ။ပင်နိုနုပညာလောကဆိုတာမကောင်းဘူးလူတိုင်းပြောကြတယ်။အရင်ရှုပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်မျိုးစုံပေါ့မင်းသမီးဖြစ်လည်းမကောင်းဘူး။ဘာဖြစ်လည်းမကောင်းဘူးလူတိုင်းတော့မကောင်းဘူးပြောပေမဲ့ကိုကိုယ်တိုင်ကောင်းနေဖို့ပဲလိုရလေနော်။ဟိုအခြေခံမှအမြင့်မှ မလွလွယ်ပြိုမလဲမှာဆိုတဲ့စကားလေးကိုညီမအမြင်နဲ့မှတ်ထားရပါတော့။အဲ့တော့ညီမအခြေခံမျိုးဖြည်းဖြည်းချင်းတဆင့်ချင်းစီကိုယ့်ပရိသတ်တွေအတိမတ်ပြုကိုယ့်ရဲ့အမှုပညာရည်ချင်းလည်းဖြည်းဖြည်းပိုတိုးတက်လာတဲ့အခြေအနေရအောင်စူးစမ်းရင်းနဲ့ညီမဖြည်းဖြည်းပဲရှိတတ်ချင်ပါတယ်။ ညီမတို့အခုမှမဟုတ်အရင်ကတည်းကညီမ miss တွေပြိုင်တဲ့အချိန်ကတည်းကဒီလိုမျိုးအရာတွေကကြုံခဲ့ရတာပေါ့နော်အဲအဓိကညီမခုနပြောသလိုပေါ့ကိုကောင်းနေရင်ဘာမှမဖြစ်ဘူးဆိုတဲ့အရာပေါ့ကိုကကိုကောင်းနေကိုကကိုမှန်အောင်နေကိုလှုပ်ဆက်ရှာလှုပ်တဲ့အခါကျရင်ဒီအရာအလုံးကသူ့လိုလိုပဲပျောက်သွားမှာဆိုတော့ညီမသိကောင်းနေတော့မထဲပါလူတိုင်းကတော့ပြောကြရချို့ဆိုအဲဘလိုဖြစ်တဲ့အဲညာလိုဖြစ်အမြင်မျိုးစုံပေါ်မှာရဲ့ဒီမှာဒါကတော့ပြောခံရမှာပဲပေါ့ဒါညီမတို့ကမဟုတ်ပါဘူးမရဲ့အေးဒီ miss လောကမှာဆိုလဲအများကြီးကြုံခဲကြုံနေရတဲ့ အခြေအနေပေါ့နော်အဲဒါနည်းနည်းလေးနမဲရလာပြီဆိုရင်ဟဲ့ तू ကဘလို့လေ तू နောက်မှာဘလို့ရှိရအဲ့လိုမျိုးစုံပြောကြရပေါ့နော်အဲဒါကြောင့်မို့ညီမကတော့တိတ်ကောင်းတယ်မထဲဘူးကိုကကိုမမှန်လေးဖြည်းဖြည်းလေးနဲ့ကိုလှုပ်ဆက်ရှာကိုလှုပ်တယ်ကိုစင်မပြေတော့ဘလို့ကိုထမင်းလာကျွေးမှာလဲဟုတ်တယ်နော်မာအဲ့တော့ကိုကကိုအစင်ပြောင်းကိုနေတယ်ကိုကကိုကိုရှာရဲကိုစားရဲဒီလိုဘွားလေးနဲ့ပဲလူတိုင်းဖြတ်တန်နေရအဲ့တော့အဘေးပဝန်းချင်းစကားတွေဘေးအရာအလုံးလိုက်နာထောင်နေညီမတို့လည်းဟိုလှုပ်ဆက်ရှာလှုပ်နိုင်မှာမဟုတ်ရှေ့ဆက်နိုင်မှာမဟုတ်တာဖြစ်တဲ့အတွက်တိတ်ကောင်းတယ်မထဲပါ လိုက်ဖြည့်ရှင်းနေရဆိုတာဒါဟို attention လိုက်ပေးပြီးလိုက်ပြောနေဖြည့်ရှင်းလို့တော့ပြီးမှာမဟုတ်တော့ဘူးပါဇက်ဆိုတာတပေါက်တည်းရှိရမဟုတ်လေအဲ့တော့လိုက်ဖြည့်ရှင်းလို့လည်းပြီးမှာမဟုတ်တဲ့အတွက်ညီမတို့ကလိုက်လင်းဖြည့်ရှင်းချုပ်ကိစ္စရဆိုကြော်ရဲကိုဩကိုမန်နေရပြီးကိုောက်ကောင်းနေရဆိုရဲပုံစံမျိုးနဲ့ပဲညီမတို့ရှေ့ဆက်ပါတယ်အရာရာအရာရာတော့ခေါင်းထဲမထည့်ဘူးပေါ့နော်ခေါင်းထဲထည့်ရင်တော့မနှလုံးသားကြီးနဲ့မခံစားဘူးလို့ရတယ်ပေါ့အဲအရာအလုံးလိုက်ခံစားနေတဲ့အခါကျရင်ဟိုကိုရှိဆက်မဲ့အလုပ်တွေကိုရဲ့အလုပ်တွေက နောက်နေသွားတတ်တယ်ကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာအဆင်မပြေဘူးဆိုရင်မျက်နာပါအဆင်မပြေဖြစ်လာရပေါ့နော်လူကအလုပ်လည်းမလုပ်နိုင်တော့ဟိုဘယ်အရာမှစကောင်းနဲ့မထည့်နိုင်တော့ဖြစ်သွားတယ်အဲဒါကြောင့်ကိုဘွားမှာဘယ်ဟာအဓိကဘယ်ဟာဟို ဟိုကဖယ်ရမယ့်အရာတွေဆိုတော့ခွဲလိုက်တဲ့နယ်လို့တော့ထင်တယ်ကျွန်တော်တို့ဆိုမှလဲဒါလူတိုင်းမှာမိသားစုရှိရယ်လူတိုင်းမှာ personal ရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့ professional နဲ့ personal ခွဲထားပြီးတော့ဟိုသူကိစ္စရဲ့ဆိုရင်ခေါင်းထဲထုတ်လိုက်ပြီးတော့ကိုယ့်အလုပ်ကိုပဲမမှန်ကြိုးကြိုးဆဆနဲ့တေချာလို့ရင်အဲရောက်တဲ့နေရာတစ်ခုတော့ဖြည်းဖြည်းချင်းရောက်လာမယ်လို့ထင်ပါတယ်မြန်မာစတာပစာ